ဒီကဘာကြီးမှာတော့လူသားတွေဟာနတ်ဘုရားတမယတကိုးမျိုးရရှိနိုင်ကြပြီ။စေးရီတွေအစီအွေသုံးပြီးတော့လေနတ်ဘုရားတကိုးတွေရလာနိုင်အောင်လှုပ်ယူတတ်ကြသလိုနတ်ဘုရားတကိုးရသွားတဲ့သူတွေကိုအစင်ကိုစင်နဲ့သတ်မှတ်ထားတာကြောင့်နမတ်နိုင်လေအစွမ်းထက်လေးပါပဲ။ထန်ချံမျိုးရတဲ့နေရာမှာတော့နာယာနဲ့ဝယ်လို့ခေါ်တဲ့နှစ်ယောက်ဟာထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုကြောင့်တချိန်တည်းမှာပဲသူတို့ဘာသာတတ်သိတဲ့လုပ်ငန်းစဉ်ကိုလုပ်ခဲ့ကြပါတဲ့။အဲဒီညမှာပဲကျိုးမင်ရွယ်လို့အမိရတဲ့လူငယ်တစ်ယောက်ဟာလေသူရဲ့ကဘာကားနဲ့အနတ္တဆွေးရင်းနဲ့ရရှိနိုင်တဲ့တပတ်ကကဘာကြီးစီဝိညာဉ်ကိုပြောင်းလာသူရောက်လာတဲ့ခန္ဓာကိုယ်ကကလိုင်းလို့အမိရတဲ့တမိုင်းမရရှင်လေး တယောက်ဖြစ်နေပါတယ်။နာယာနဲ့ဝဲရူရဲ့နေရာတွေကိုရဲတွေရောက်လာကြပြီးဒီသက်သေမှုကမယိုးစင်မတ်တည်ထားမိတာကြောင့်သူတို့နဲ့ပတ်သက်တဲ့သူတွေကိုရှာဝေဖော်ထုတ်ကြချိန်မှာကလိုင်းတို့ကအမိရတဲ့တမိုင်းမညာချင်းတယောက်ကသူတို့နဲ့တငယ်ချင်းတွေမှာတိလိုက်ရပါတယ်။တဖက်ကကလိုင်းဟာလည်းသူကူပြောင်းလာတဲ့ခန္ဓာကိုယ်မှာနှစ်ဖူးကတနက်ဒံယာကိုတွေ့လိုက်ရပြီဒံယာကမြင်မြန်ပဲပျောက်သွားသလိုသူ့ရှေ့မှာကလိုင်းအစစ်ရေးထားတဲ့ဒံယာကြီးစာအုပ်ရှိနေတာကြောင့်ဖတ်ကြည့်လိုက်တော့ကလိုင်းကဝဲယူလာပေးတဲ့ရှေးအောင်စာအုပ်ကိုဘာသာပြန်မေးခရရာကနေစခဲ့ပါတယ် အရှိအောင်စာအုပ်ကထူးခြားတဲ့စာအုပ်ဖြစ်ပြီးအန်တီဂိုနက်မိသားစုဝင်ရေးထားတဲ့စာအုပ်ဖြစ်တဲ့အပြင်အန်တီဂိုရက်မိသားစုဆိုတာလှုပ်ဝက်စမ်းကြတဲ့မိသားစုတစ်ခုပါစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့ကလိုင်းကသူတို့အားလုံးသိရတော့မယ်လို့ရေးထားပြီးတကယ်လဲကလိုင်းကသူ့ကိုယ်သူတတ်သိခဲ့တာပါပဲအဲအရှင်ကလိုင်းရဲ့ညီမမဲလစ်ဇာနိုးလာပြီမလို့စာအုပ်တွေသွေးရတွေကိုအမြန်ဖွားလိုက်ရပြီမဲလစ်ဇာကတော့သူမအကိုကညာလုံးပေါက်စာတွေဖတ်နေပြန်ပြီမလို့အစောကြီးနိုးနေတာပဲထင်လိုက်ပါတယ်မဲလစ်ဇာသူတို့နှစ်ယောက်တည်းမနက်စာပြင်ပေးနေတော့ကလိုင်းကတော့သူ့ဘာကြောင့်ဒီကဘာကိုကူပြောင်းလာတယ်စဉ်းစားနေရပါပြီ သူမကူပြောင်းခင်တုန်းကဘာမှထူးခြားတာမလုပ်ခဲ့ဘူးလို့တွေးလိုက်မိပေမဲ့မအိတ်ခင်ကန်တက်စီတဲ့အစီရင်ကိုဆက်လုပ်ကြည့်ခဲ့မိမှသတိရလိုက်ပါတဲ့အန်နီနဲ့သူ့ကဘာကိုပြန်သွားနိုင်မလားလို့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးမယ်လီဆာကလည်းမနှက်စာပြင်ပြီးတာနဲ့ကြောင်းသွားပါပြီဂယူးဆိုင်တဲ့ညီမလေးကြောင့်ယင်ထဲနှွေးထွေးသွားပေမဲ့မင်းညားကတနက်ပြစ်ပြီးကိုကိုတက်တည်ခဲ့တာတော့တပတ်အခါကမယ်လီဆာကတနက်အတန်မကြားရဘူးလားလို့ကလိုင်းတွေးမိပါတဲ့ ကလိုင်းစည်းလဲကိုရောက်လာပြီးပမုတ်ဝဲချင်းမှာဆိုင်းရှင်းအတော်ကြီးကဘာလို့ဆက်လို့မလဲဆက်စုပ်ချင်းနေပြီးကလိုင်းကတော့အလုံးလုံးပို့နေနေတတ်တာသူ့ဟာသူတော့ဘဲကဘာရောက်နေမှမသိသေးပါဘူးဒီကဘာရဲ့နေတာကသူ့အရင်ကဘာနဲ့ဆင်ပေမဲ့ညတာဆိုရင်တော့လကကြက်သွေးရောက်ဖြစ်သွားပါတယ်ဒီကဘာမှာနာမည်ကြီးတဲ့ရော်ဇဲအမီယာအေဂရစ်ကြီးကသူ့အသက်ရှင်နေချိန်မှာရင်းနှင်းွက်သုံးရထားတွေတင်းမောတွေနဲ့သူတို့အခက်ကလို့ခိမိပစ္စည်းတွေကိုတီထွင်ခဲ့တာကြောင့်တချက်ကြည့်ုံနဲ့နဲ့အဲအေဂရစ်ကသူ့တို့ကူပြောင်းလာခဲ့မှကလိုင်းသိလိုက်ရပါပြီကလိုင်းတင်ကားလေးပြုတ်ကြသွားတာကြောင့်ကုန်းကောက်လိုက်ချိန်မှာသူ့ကိုစက္ကန့်လာကြည့်ဖို့လက်ကန်းစားဆောင်ဝေလာတဲ့သူကိုတွေ့လိုက်ရပြီအဲ့လို ွန်ပြတဲ့နေရာကိုကြည့်လိုက်တော့သူ့နောက်လိုက်လာတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်။ကလိုင်းခမ်းမြန်မြန်ပဲလမ်းလျှောက်နေခဲ့ပြီးအဲလူကလည်းထကြမကွာလိုက်လာတာကြောင့်တွေ့ရတခုထဲမှာဝင်းပုံလိုက်ချိန်မှာသူဝင်လာတဲ့တဲကတာတော့ဟော်တဲ့တဲဖြစ်နေမှာသဘောပေါက်လိုက်ရပါတယ်။ကလိုင်းကြီးကတော့တာတော့ဟော်ဖို့ရောက်လာဖို့မရပါပဲ။ဒီနေ့အတွက်သူမရဲ့ပထမဆုံးဖောက်တယ်မလို့အလကားကြည့်ပေးလိုက်မယ်လို့ပြောလာပါတယ်။ကလိုင်းလည်းဘယ်ရမှအလကားမရမယ်သိပေမဲ့အကုန်အလကားကြည့်ပေးမယ်လို့ပြောလာတော့သူအတိတ်နဲ့အနာဂတ်နဲ့ပြင်ဆုံးပံကိုကြည့်ချင်ကြောင်ပြောလိုက်ပြီးတာတော့ဆီယာမကလည်းကလဗန်ထိုးပြီးတာနဲ့တာတော့ကတ်သုံးချက်ထုတ်ပေးလာပါတယ်။ကလိုင်းပြင်ဆုံးပံကိုအရင်ကြည့်ဖို့ဆုံးပြလိုက် က်ပြီးကက်ကိုလှမ်းလိုက်ချိန်မှာသူယူကြီးဖြစ်နေတာတွေ့လိုက်ရတာကြောင့်အနေငယ်စဉ်းစားတော့ရပြန်ပြီးအဲအချိန်တဲတဲကိုတကယ်တော်တော်ဆရာမရောက်လာပြီးသူမနေရာမှာတက်ထိုင်နေတဲ့တိတ်ဆန့်ထိန်သမားကိုဒေါသထွက်သွားပြန်ပေမဲ့တိတ်ဆန့်ထိန်သမားကလည်းသူမဟောတာတွေကတိကျကြောင်ပြန်ပြောနေခဲ့ပါတယ်။ကလိုင်းကတော့နောက်ရောက်ခံလိုက်နေတဲ့နောက်တစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်အဲလိုတဲတဲဝင်လာချိန်မှာကလိုင်းကတော့ထွက်သွားနေပါပြီ။ကလိုင်းအိမ်မြန်ရောက်လာချိန်မှာတော့သူ့ကဘာကိုပြန်ဖို့အတွက်သူလုခဲ့တဲ့အစီရင်ကိုပဲပြန်လုလိုက်ပြီးခဏကြာမှာတော့သူ့တကူလုံးကပေါက်ကပတွေဖြစ်ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာတာသိလိုက်ရတဲ့အပြင်ပြာနဲ့အဒီအလင်းတစ်ခုကတဏှာစီထွက်သွားကြတာလည်းတွေ့လိုက်ရပါတယ်။ အဲအန်နီယောင်အလင်းကအိမ်တော်တစ်ခုရဲ့မမလေးတယောက်စီရောက်သွားပြီးနောက်တစ်ခုကတော့ပင်နယ်ပင်ထဲကတင်မောတစ်ခုရဲ့အဖော်ကလူတယောက်စီရောက်သွားပါတယ်သူတို့နှစ်ယောက်ကဘူးမသိဘာမသိနဲ့ကလိုင်းရှိတဲ့နေရာကိုရောက်လာကြပြီးကလိုင်းကသူတို့အတွက်တော့ထူးဆန်းတဲ့သူတယောက်ဖြစ်တဲ့အပြင်အရင်စွာအကြီးမဲ့ပုံနဲ့ပေါ်နေခဲ့ပါတယ်ကလိုင်းတယောက်ဒီနေရာကသူစိတ်ကြိုက်ထင်ကြလို့ရတဲ့နေရာတစ်ခုမှသိလိုက်ရတဲ့အပြင်အစာအုပ်တစ်ခုနဲ့ထိုင်ကုန်တွေကိုတော့စိတ်ကူးနဲ့ဖန်တီးလိုက်နိုင်တဲ့အပြင်သူကိုယ်သူတော့မယုံနိုင်နေပါဘူး ဒီနေရာကဘယ်နေရာလဲဆိုတာနဲ့ခမားကဘသူလဲဆိုပြီးတစ်ဖက်အမျိုးသားကမေးလာတော့ကလိုင်းလဲသူကအခုလက်ရှိမှာကျိုးမင်ရွယ်လဲဟုတ်တယ်လို့ကလိုင်းလဲဟုတ်နေတာကြောင့်သူ့ကိုယ်သူသူယူကြည့်လို့သာမေးစက်လိုက်ပါတဲ့ တပတ်အမျိုးသားကသူ့ရှိမိန်းကလေးကိုတေချာမမြင်ရပေမဲ့သူမအတန်ကိုနားထောင်ကြည့်ရတဲ့လောက်အိုင်လန်အိမ်တော်ကမိန်းကလေးမှန်းသိလိုက်ပြီးအဲ့မိန်းကလေးကစောအချင်းပြစ်ချင်နေတဲ့သူပါဒီခေတ်ကြီးမှာတော့စောအချင်းပြစ်ချင်ရင်ပရဲရဲတောက်လို့ရတယ်လို့ဘုန်းကြီးเจ้าမှာအသိဝင်လို့လည်းရပေမဲ့အဲ့နေရာတွေကအရန်တင်းကြတာကြောင့်သူမမသွားချင်ပါဘူး။ဒါကြောင့်သူမတပတ်ကအမျိုးသားစီကနေတင်ဖို့ဆုံးပြလိုက်ပြီးသဘောတူညီမှုလုပ်ပြီးတာနဲ့ကလိုင်းကိုသူတို့သဘောတူညီမှုမှာတက်တဲ့လုံခိုင်းလာပါသေးတယ်။ကလိုင်းနဲ့သဘောတူလိုက်ပြီးလာမယ့်တနင်္ဂနွေနေ့မှာသူတို့နဲ့ထပ်ဆောင်မယ်လို့ပြောလိုက်ပြီးအိုင်လန်မိသားစုကမိန်းကလေးနဲ့သူမနာမည်ဝတ်အနေနဲ့တာရော့ကတဲ့ကတရားမျှတမှုကိုတုံးလာပြီးတပတ် မျိုးသားကလည်းဇာတို့ဆိုတဲ့နာမည်ကိုရွေးလိုက်ပါတဲ့ ကလိုင်းရဆိတ်ဆွမ်းအကအားနဲ့လာတာကြောင့်ဒီကအခြေအနေကိုတေချာမထိန်ချုံနိုင်တော့မှသိလိုက်ပြီးသူတို့နှစ်ယောက်ကိုချက်ချင်းပြန်ဖို့ပြလိုက်ပါတယ်။သူပြန်နိုးလာချိန်မှာတကားကောက်တန်ကြားလိုက်ရပြီးစုံသားရေးရဲတွေမှသိလိုက်ရတော့ဒါယာအီစာအုံးနဲ့တနတ်ကိုကောက်သိမ်းလိုက်ရပြီးတကားဖွင့်လိုက်ချိန်မှာမနက်ကသူတို့လိုက်ခဲ့တဲ့အမျိုးသားကိုတွေ့လိုက်ရပါတယ်။အဲအမျိုးသားနဲ့အတူဒန်စမင်းလိုအမိရတဲ့ရဲလဲပါလာပြီးသူတို့ဆဝင်လာတာနဲ့သူဒါယာအီစာအုံးရှာတွေ့သွားပြီးဝဲအင်ကတနတ်အကြောင်းလဲမေးလာတာမလို့ကလိုင်းလည်းတနတ်နေရာကိုပြောပြလိုက်ရပြီးဝဲနဲ့နာယာတို့အကြောင်းကတော့သူမသိသလိုသူ့ကိုသူတော်အတိတ်ကဟာတွေမမှတ်မိတော့ကြောင့်ပြောပြလိုက်ပါတယ်။ သူ့ကိုစကန်းစီခေါ်သွားပြီးစောအချင်းတွေနဲ့မင်းမြန်စစ်စေးမဲ့ပြောလာတာကြောင့်ကတိုင်းလဲသူကတခြားကဘာကရောက်လာတာမပေါ်သွားချင်သေးပါဘူးဒါကြောင့်အခွင့်အရေးရတော့အမြန်ပြေးသွားခဲ့ပြီးသူ့အဝေးကြီးကိုပြေးလာပေမဲ့မြေကြီးတွေအဆောက်အဦတွေကလေးပေါ်ပြဲနေပြီးသူ့ကျောင်းကမြင်းလဲလဲဝင်လိုက်တော့ဒန်စမီရဲ့မြင်းလဲဖြစ်နေမဲ့တွေ့လိုက်ရပါတယ်ကတိုင်းပြန်လို့လာချိန်မှာအိမ်မက်မလို့စိတ်အေးသွားပေမဲ့အဲ့ဒီဒန်စမီကတကားခောက်လာပြီးထထွေးကြပြန်ပြီလို့ပြောလာပါတယ်ကတိုင်းအန်ဟောထိတ်လန့်နေရပြီးကဘာကြီးတစ်ခုလုံးကမောက်ကမတွေဖြစ်သွားချိန်မှာသူ့နောက်ကနေအမျိုးသမီးတစ်ယောက်ရောက်လာပြီးအဲ့အမျိုးသမီးကသူ့ကိုနေရာတစ်ခုစီဆွဲခေါ်သွားပါတယ် အဲ့နေရာမှာအရင်ကသူ့အမေနဲ့အဖေကိုတွေ့လိုက်ရတာကြောင့်လှမ်းခေါ်မိလိုက်တော့သူ့ကိုခေါ်လာတဲ့အမျိုးသမီးကဒီနေရာမှာဘလောက်ပဲအတိတ်မင်းနေပါစေအောင်မှတ်မိနိုင်တဲ့အရာတွေရှိတယ်လို့ပြောလာပြီးဝဲနဲ့နာရာတို့အကြောင်းမေးလာတယ်လို့သူတို့ဘာသာပြန်ခဲ့ကြတဲ့အဆောက်အအောင်လည်းမေးလာပါတယ်။ကလိုင်းကတော့သူဘာမှမသိကြအောင်ပြောပြလာပြီးသူကိုယ်သူတတ်တည်ခဲ့တဲ့တနတ်နဲ့သူကိုယ်သူပြန်ပြစ်လိုက်ပြီးပါတယ်။သူပြန်နိုးလာချိန်မှာဒန်းစမင်းနဲ့အိမ်မက်ထိန်ချုပ်သူအမျိုးသမီးတို့ကကလိုင်းတကယ်အတိတ်မင်းနေပြီးစာအုပ်လည်းဘာမှမသိနေဘူးလို့ပြောနေတာကြားလိုက်ရပါတယ်။ စာအုပ်ကိုပြန်ရှာမတွေ့မခြင်းကလိုင်းကအနေရရှိရမလို့ကိုဘသားကိုကာကွယ်နိုင်ရင်ကာကွယ်ပြီးမကာကွယ်နိုင်ရင်တော့သူတို့အဖွဲ့ထဲဝင်ပြီးစွန့်အားရှင်လာလို့ဗောဒန်စမစ်ပြောသွားပါတယ်ကလိုင်းတယောက်ဒန်စမစ်တို့အဖွဲ့ထဲဝင်ဖို့ဆုံးပြလိုက်ခဲ့ပြီးဒန်စမစ်ပေးခဲ့တဲ့လိမ့်စာအတိုင်းအရက်ဆိုင်တဆိုင်စီရောက်လာပါတယ်အဖွဲ့ထဲသားဝင်သွားရင်သူ့အကြောင်းပေါ်သွားနိုင်ပေမဲ့စွန့်အားရဲ့အကြောင်းလေးလနိုရတဲ့နေရာတစ်ခုလည်းဖြစ်တာမလို့သူ့အဖွဲ့ဝင်ဖို့ဆုံးပြလိုက်တာပါအရဆိုင်ကတော့လာလေခြင်းစရာမကောင်းတဲ့နေရာဖြစ်ပြီးဆိုင်ပိုင်ရှင်ကဒီမှာနွားတို့မရောက်ဘူးလို့ကလိုင်းကိုပြောလာတော့ကလိုင်းလည်းသူ့ကိုဒန်စမစ်လွတ်လိုက်တာဖြစ်ကြောင့်ပြောပြလိုက်ပါတယ် အန်ဒူရဲ့လမ်းညွှန်မှုနဲ့အစောင်းအုံတစ်ခုရဲ့ကောင်းတော်ရှေ့ရောက်လာပြီးစာရေးမလီကတော့ကလိုင်းကိုအဖွဲဝင်အသစ်မှန်သဘောပေါက်လိုက်ပြီးလှုပ်ဝက်အခမ်းလည်းပွင့်လာခဲ့ပါတယ်။အထက်ကနေညာနဲ့နဗျာမအဖွဲဝင်နဲ့ညာနဲ့ကဗျာစီယာလီယွန်ထွက်လာပြီးစာရေးမနဲ့ရိုဇန်ဒီကလည်းကလိုင်းကိုခေါင်းဆောင်စီကိုလိုက်ဖို့ပေးနေပါတယ်။သူမတို့အဖွဲကတဘဝလုံးကိစ္စရက်တွေကိုလိုက်ဖြေရှင်းပေးရတဲ့အဖွဲဖြစ်ပြီးအဖွဲထဲမှာစွမ်းအားရှင်အမျိုးမျိုးရှိကြပါတယ်။ သူတို့အခုပဲတွေ့လိုက်ရတဲ့မင်းကလေးဆိုညာနဲ့နဗျာမှာအဖွဲဝင်အိတ်ဆက်ခြင်းပဲရိုက်ရဲပါကလိုင်းကောင်းဆောင်ခန်းတဲ့ကိုရောက်လာတော့ဒန်းစမဲကကလိုင်းဆုံးဖြတ်ပြီးသားတေးကြရဲ့သူတို့အဖွဲကနေကြိုးစိုးပါတယ်လို့ပြောလာပြီးသူတို့အလုံးကစွားအားတွေနဲ့ပတ်သက်တဲ့အမှုတွေကိုစုံစမ်းပေးရတဲ့တရားဝင်စုံစမ်းရေးအဖွဲဖြစ်ကြောင်းပြပြလာပါတယ်ကလိုင်းကိုသူတို့အဖွဲရဲ့အကြီးအကဲတွေစီခေါ်သွားပြီးဒီအကြီးအကဲတွေကထိန်းချုပ်မှုကနေလွတ်ပြီးတင်းဆုံသွားကြတဲ့သူတွေဖြစ်ကြောင်းရှင်းပြလာခဲ့ပါတယ်ဒီကဘာကြီးမဖြစ်ပေါ်ခင်တော့ကနဗျာဟာနိုးထလာခဲ့ပြီးနဗျာရဲ့မျက်လုံးတွေကနေတစ်ဖက်လားတစ်ဖက်ပုံစံရှိတဲ့အပြင်ခန္ဓာကိုယ်ကဇာမိအမွေးတောင်တွေနဲ့ထူးခြားတဲ့ပုံစံရှိပါတယ် သူကကဘာကြီးကိုစွမ်းအားတွေနဲ့ဖန်ဆင်းခဲ့ပြီးစွမ်းအားမျိုးစား22မျိုးတဲ့ကကိုမျိုးကိုတော့သူတို့ညာနဲ့ဘရားမအဖွဲကအသုံးပြနိုင်ကြပါတယ်အနောက်သူဆောင်သူကတော့ကိုကိုကာဝယ်နိုင်ပေမဲ့တိမိသူဆွဲရင်ကတော့စမ်းကြတဲ့အရာတွေကိုတိမြင်နိုင်ပေမဲ့တိုက်ခိုက်ရေးမှာတော့တိတ်မကြွမ်းပါဘူး။ကလိုင်းအတွက်အကြံပေးရရင်တော့တိမိသူဆွဲရင်ကကလိုင်းနဲ့လိုက်ဖက်တယ်လို့ဒန်စမစ်ပြောလာပြီးရွေးချယ်မှုကတော့ကလိုင်းဘာသာပဲစဉ်းစားရမှာပါ။ဆွဲရင်ရွေးချယ်ဖို့အဖိုးနီးစီသွားပြီးရွေးလို့ရကြောင်ဒန်စမစ်ပြောခဲ့တာကြောင့်ကလိုင်းနဲ့အဖိုးနီးစီကိုထွက်လာခဲ့ပါတယ်။အဖိုးနီးကတိမိသူတယောက်ဖြစ်ပြီးညနဲ့နဘရားမအဖွဲရဲ့ဆွဲရင်ဖော်ဆက်သူပါ။ လိုင်းကိုတွေးတော့စင်ဘော်ကစာအုပ်လေးတွေစီပေးဖို့အခုညတောင်းလာပြီးအဖိုးနီကစေးဘော်ဇက်တဲ့အပြင်သူခရရခဲစင်းနဲ့ရယူနိုင်ခဲ့တဲ့အေဂရစ်ရော်ဇယ်ရဲ့မှတ်စုစာအုပ်၃အုပ်ကိုလည်းဘာသာပြန်နိုင်ဖို့လုပ်ပါသေးတယ် အဆောင်တွေကအထိပယ်တွေကိုသူစူးစမ်းဖော်ကြည့်ခဲ့တဲ့နောက်ဆုံးမှာတင်းနဲ့သုံးဆိုရဆာလုံးသုံးလို့ကိုတော့ဖော်နိုင်ခဲ့ကြောင်ပြောလာပြီးခလိုင်းနဲ့ယူဖက်ကြည့်လိုက်တော့အေဂရစ်ရော်ဆဲကသူတီကဘာကိုရောက်လာချိန်ကစလို့ချီရတဲ့အမျိုးသမီးနဲ့ဆုံခဲ့ရတဲ့အပြင်စွမ်းအားတွေရစေနိုင်တဲ့ဆေးရည်တွေအကြောင်းကိုလည်းအသေးစိတ်ရေးထားတာကြောင့်စာမအာယုံရောက်သွားတဲ့ခလိုင်းနဲ့အဖိုးကြီးမနေခေါ်လာမှသာပြန်တရီရလိုက်ပါတယ်ဘယ်စွမ်းကိုရွေးချယ်မလဲလို့မေးလိုက်တော့ခလိုင်းနဲ့တင်းမြင့်သူစွမ်းကိုယူဖို့ဆုံးပြလိုက်ပြီးအဖိုးကြီးလည်းခလိုင်းကတေချာဆုံးပြတ်ပြီးပြီးဆိုတာကိုမြင်တော့တင်းမြင့်သူတယောက်ဖြစ်လာစေမဲ့ဆေးရည်ကိုစတင်ပေါ်ဆက်လာပါပြီထူးထူးခြားခြားပစ္စည်းတွေအပြင်အစိမ့်ရ30တောင်ပါသွားတာကိုခလိုင်း တွေ့လိုက်ရပြီစရေးကိုသူ့တောက်ဖို့ကမ်းပေးတာတော့ကလိုင်းတောက်တော့မတောက်ရဲတော့ပါဘူးအဖိုးအနီးလည်းဘာမှရှောက်တွေးမနေပဲတောက်လိုက်ဖို့ပြောတာတော့ကလိုင်းတစ်ခွက်လုံးကိုတကြိုက်တည်းမောတော့ပစ်လိုက်ပါတဲ့တောက်ပြီးပြီးချင်းခနာကူကဆဲရွေအကုန်ပြောင်းလဲကုန်ပြီအဖိုးအနီးကဘေးနားကနေဒီကဘာမှမြင်မှုနေကြအရာတစ်ခုကိုမြင်အောင်လိုက်ဖို့ပြောလာတာကြောင့်ကလိုင်းနဲ့အုတ်တော့တစ်ခုကိုသူ့အမြင်အာရုံထဲမှာပုံဖော်လိုက်ပြီးနီးတဲ့ဒီကဘာမှမရှိတဲ့အရာတစ်ခုကိုပုံဖော်ကြည့်လိုက်ဖို့ပြောလာပြမှာတဲ့ဒါကြောင့်ကလိုင်းနဲ့ဒုံမြတ်တွေအာကသရင်တွေကိုပုံဖော်ပစ်လိုက်ပြီးသူ့ဖန်ဒီမှုကအတော်လေးတက်ရောက်မှုအားကောင်းတာကြောင့်အစာအုပ်မှတုန်ခါသွားပြီးအဖိုးအနီးနဲ့ကလိုင်းကိုကိုကိုထိန်ချုပ်ဖို့ပြောလာပါတဲ့ ကလိုင်းနဲ့တည်ငြိမ်သွားခဲ့ပြီးနောက်ဆုံးတော့တင်းမြင့်သူရဲ့အမြင်အာရုံကိုရသွားခဲ့ပါပြီအဖိုးနီနဲ့အခုကလိုင်းရဲ့အမြင်အာရုံကတာမန်သူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နေရပြီလို့ဖြည်းဖြည်းချင်းလေ့ကျင့်သွားဖို့ပြောလာပြီးအချိန်အကြာကြီးတော့ရင်စိတ်ဆွဲရဲနေလာမယ်လို့ရှင်းပြလာခဲ့ပါတယ်လင်းယုံတုံးကဆိုအစွမ်းရရချင်းစွမ်းရင်တုံးပြီးလမ်းလျှောက်သွားလို့လေကားပေါ်ကတော့ခြောက်ကြဘူးကြောင့်ပြောလာပြီးတင်းမြင့်သူအမြင်အာရုံကိုစိတ်နဲ့ပြန်မပိတ်တတ်ဖို့ဆိုရင်မျက်ခုံးနှစ်ခုကြာနှစ်ခါခောက်ပြီးအဖွဲအပိတ်လုပ်ဖို့ပါပြောလာပါတယ်ကလိုင်းသူရဲ့စွမ်းအားကိုထိန်းချုပ်လိုက်နိုင်တာမြင်တော့ဒဏ်သမီးတွေပြန်သွားခိုင်းပြီးလုံစရာရှိတာတွေသွားလို့ခိုင်းလိုက်ပါတယ် ဒါဆိုရင်ကကလိုင်းကိုတနာစာကြိုးပေးထားပြီးကလိုင်းနဲ့ပတ်စံထိုးကြည့်လိုက်တော့လာစာကအလယ်လက်တန်းစာမိသားစုလောက်ရနေတာမျိုးနောက်ဆုံးတော့ကောင်းကောင်းနေနိုင်တော့မယ်သိလိုက်ရပါပြီအဲကအထွတ်မှာလက်ထောက်တုတ်တချောင်းကိုဝယ်ခဲ့ပြီးယထာလုံးပေါ်ကလီယွန်လန်းခေါ်လာလို့ယထာလုံးပေါ်တက်လိုက်တော့သူတို့နေရအခုပြန်ပြေးဆွဲခံလိုက်ရတဲ့အိမ်တစ်ခုရဲ့ကလေးတယောက်ကိုရှာပေးရမယ်လို့လီယွန်ပြောရင်အဲကလေးရဲ့အဝယ်စားတချို့ကိုပေးလာပါတယ်ကလိုင်းသူ့တုတ်ကိုရှာဖွေတဲ့နေရာမှာတုံးလိုက်ပြီးသူရဲ့သိမြင်သူအစွမ်းကိုထုတ်တုံးလိုက်ချိန်မှာတော့အဲကလေးသွားခဲ့တဲ့နေရာတွေကိုမြင်လိုက်ရပြီးအဲကလေးရှိနေတဲ့နေရာကိုသိလိုက်ရတာမလို့ယထာလုံးကိုကလိုင်းကပဲလမ်းညွှန်ရင်အိမ်တစ်ခုကိုရောက်လာကြပါပြီ ိမ်ထဲဝင်ဝင်ချင်းဘသူ့ကိုမှမတွေ့ပေမဲ့အပေါ်ထက်မှာတော့ပြန်ပြေးဆွဲသမား၂ယောက်နဲ့အဖမ်းခံရတဲ့ကလေးကိုတွေ့လိုက်ရပါတယ် လီယွန်ကတိုက်ခိုက်ရေးမှာတော်တာကြောင့်တကားကိုကန့်ဖွင့်လိုက်ပြီးအထက်ကတိုက်ခိုက်ရေးသမားနှစ်ယောက်ကိုခနာအတွင်းမှာပဲအမောက်သိမ့်နိုင်လိုက်တာကြောင့်ကလိုင်းလည်းအခန်းထဲဝင်လာပြီးကလေးကိုအမြန်မဲ့ချိုးပြစ်ပေးလိုက်ပါတဲ့အဲအချင်းပြန်ပြေးဆွဲသမားနှစ်ယောက်ကြည့်ရတာမူမမှန်တဲ့ပုံပဲမလို့ကလိုင်းလည်းကလေးနဲ့အတူအပြင်ကိုပြန်ထွက်သွားပြီးလီယွန်ကတော့ပြန်ပြေးဆွဲသမားကိုတည်းကထွက်လာတဲ့မကောင်းဆိုးဝါးကိုတွေ့လိုက်ရတာမလို့အဲမကောင်းဆိုးဝါးနဲ့စတိုက်ပါပြီဒါပေမဲ့လီယွန်အားရပါရတော့မတိုက်ခိုက်ရသေးခင်မှာမကောင်းဆိုးဝါးကအပြင်ကိုထွက်ပြေးသွားတာကြောင့်လီယွန်အဲမကောင်းဆိုးဝါးကိုရှင်းလိုက်ဖို့ကလိုင်းကိုပြောလာပြီးကလိုင်းလည်းမကောင်းဆိုးဝါးရဲ့လှုံ့ရှားမှုကိုသိချာကြည့်နေရင်သူအနားရောက်လာချိန်မှာတနက်နဲ့ပြစ်လိုက်ပါတဲ့ ဒါပေမဲ့သူ့တနက်နဲ့ပြစ်လိုက်တာတော့မကောင်းစွာကထွက်ပြေးဖို့ကြိုးစားရင်အိမ်အပြင်တွေမှာရောက်ကုန်တော့မလို့လီယွန်လည်းသူ့ရဲ့ညာနဲ့ကဗျာဆရာဆွမ်းကိုထုတ်သုံးလိုက်ရပါပြီ။အဲဆွမ်းနဲ့မကောင်းစွာကိုတိုက်ခိုက်အနိုင်ယူလိုက်နိုင်ပြီ။ကဗျာရဲ့တက်ရောက်မှုကလူသားတွေကိုအိတ်ချင်စေချင်တာကြောင့်ကလိုင်းရင်ခွင်ထဲကကောင်လေးကအိပ်ပျော်သွားပြီ။ကလိုင်းလည်းအိမ်ငိုက်နေပါတယ်။အဲနောက်မှာတော့ကလိုင်းတယောက်အိမ်ပြန်လာခဲ့ပြီ။သူ့အိမ်ကသူ့အိမ်မဟုတ်ပဲသူတင်နေသွားခဲ့တဲ့အိမ်ရဲ့အခန်းဖြစ်နေမှာသိလိုက်ရပါတယ်။ပြေးကျင်တော့သူအိမ်မက်မက်နေတာဖြစ်ပြီးအဲအခိုင်နဲ့သူတို့လိုက်ရနေတဲ့ဆောက်ကဆက်ဆက်မှုရှိရမယ်လို့တွေးမိလိုက်ပါတယ် အန်ဒီဂိုရဇာအိုရဲ့တဲလွန်စာလေးတော့မရသေးတာမလို့ဒန်စမစ်တို့ဘာဆက်လို့ရမလဲလို့တွေးနေချိန်မှာကလိုင်းကစာအုပ်နဲ့ပတ်သက်လို့တဲလွန်စာရထားကြောင်းသတင်းပေးလာခဲ့ပြီးသူတို့ကလေးသွားခဲ့ခဲ့ကြတဲ့အရေးအခက်နဲ့မှာပါပဲအိမ်မရှင်လူကြီးကတင်နေပြီးပြီသူသားဘီဘာကတော့ပျောက်နေတာမလို့ပျောက်နေတဲ့ဘီဘာကိုရှာနိုင်ရင်တဲလွန်စာရနိုင်လိမ့်မယ်လို့လင်းယွန်ပြောလာရင်ဘီဘာရဲ့ဓာတ်ပုံကိုကလိုင်းစီပေးလာပါတယ်ကလိုင်းလည်းတိမိသူအစွမ်းနဲ့ဘီဘာရဲ့နေရာကိုအာယုံခံကြည့်လိုက်ပြီးမဲ့သူ့တောင်းဝင်းပါထိမရဖြစ်သွားပြီးသူ့စီဒန်လာမှန်တာကြောင်းဒန်စမစ်ကဝင်တားလိုက်မှသာရက်သွားတာကြောင်းဘီဘာကိုအာယုံခံလို့မရအောင်တယောက်ယောက်ကလို ထုတ်ထားကြောင်းသိလိုက်ပါရဲစာအုပ်ကလည်းဘီဘာစီမှာပဲရှိနေပုံရတာမလို့ဘီဘာကိုရှာဖို့အထက်ကလူတွေကိုပြန်တင်ပြတိုင်းချိန်မှာအထက်ကသူတွေကသူတို့ဒီအစင်းခေါ်နှစ်ယောက်နဲ့အစင်းရှစ်တယောက်အပြင်ကုန်2049ကိုပါထည့်ပေးလိုက်တာကြောင်းဒန်စမစ်လည်းအထက်ကသူတွေကဘီဘာကိုမရရအောင်ရှာဖို့ဆုံးဖြတ်ထားပုံပါပဲကုန်2049ကအန်ဒီဂိုရက်မိသားစုကဖန်တီးထားတဲ့ရှာဖွေရေးပစ္စည်းဖြစ်ပြီးမဖွင့်ခင်မှာလက်ကိုအမြန်လှုပ်ရှားပေးနေရတယ်လို့ဒန်စမစ်ပြောရင်ကုန်2049လည်းထွက်လာပါပြီလူရှင်တော်အယုံနဲ့ကုန်လေးကကြောက်ဖို့မကောင်းပါဘူးလို့ကိုင်းတွေးလိုက်မိပေမဲ့နောက်ခဏမှပဲသူ့တို့ကိုယ်လုံးကိုရုပ်သေးရုပ်လို့ ထင်းချုပ်လာပြီးလှုံမရအောင်လှုံလာတာကြောင့်ကလိုင်းကြောက်စိတ်ပါဝင်သွားရပါတယ်။လီယွန်ကတခြားတော့လာရိုက်ပေးလိုက်တော့မှသာပုံမှန်ပြန်ဖြစ်သွားပြီးအယုတ်ကတော့ကလိုင်းတော့ကိုပဲဆက်လိုက်နေပါတယ်။ ကလိုင်းတဲ့သူကအန်ဒီကိုရက်စာအုပ်ကိုဖတ်ခဲ့ဘူးလို့များအနောက်ကလိုက်နေတာလားလို့ထင်လိုက်ပြီမဲ့သူအင်ဂျီထဲကဘီဘာရဲ့အင်ဂျီကိုထုတ်လိုက်ချိန်မှာတော့ဘီဘာရဲ့အင်ဂျီနောက်ကိုလိုက်နေမဲ့သိလိုက်ကြပါတယ်ဘီဘာကအန်ဒီကိုရက်မျိုးရိုးတဲ့ကသူတယောက်မဲ့တေးချသွားကြပြီနောက်ခဏမှပဲချက်ချင်းဆိုသူတို့ပဲရထားလုံးနဲ့လိုက်ရှာကြပါပြီတဖက်မှာတော့ဘီဘာတယောက်အန်ဒီကိုရက်စာအုပ်နဲ့အစီရင်တစ်ခုလုပ်နေခဲ့ပြီအန်ဒီကိုရက်စာအုပ်နဲ့အတူမကောင်းဆိုးဝါးကြီးအဖြစ်ပြောင်းသွားတာကိုဂျိုကာယုံနဲ့ကတွေ့လိုက်ပါတယ်စာအုပ်ကိုဘယ်လိုပြန်ယူမလဲတွေ့နေချိန်မှာခလန်လန်ကဒါစမစ်တို့လာနေတာတွေ့လိုက်ရတော့ဒါစမစ်ကိုအတုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်ကုန်းနှောင်း49ကိုအတုံးချ ထပြီးမျိုးတစ်ပတ်ပတ်လိုက်ချိန်မှာမျိုးစုံကတနည်းအားရောက်မှာတော့လှုံရှားမှုရှိလာတာကြောင့်သူတို့အားလုံးရထားပေါ်ကနေဆင်းလိုက်ကြပြီးကလိုင်းကလည်းဒန်စမစ်ပေးထားတဲ့ချိန်သီးနဲ့အဆောင်တွေကအရာတွေကိုအာယုံကကြည့်လိုက်ချိန်မှာတော့အရန်အနေနဲ့များကြောင့်ဒန်စမစ်တို့ကိုပြန်ပြောပြတာပါတဲ့ အစားအုပ်တွေကနေအန္တရာယ်အငွေ့အသက်တွေစိတ်ထွက်နေပြီအထဲကမကောင်းဆိုဝါကြီးတွေထွက်လာတာတွေ့လိုက်ရတာကြောင့်ချက်ချင်းဆိုသူတို့ပဲတနတ်တွေနဲ့ဝိုင်းဆော်ကြပါလေဒါပေမဲ့မကောင်းဆိုဝါကြီးကတနတ်လောက်ကမမူလာကြအောင်သူတို့ကိုတိုက်ခိုက်ဖို့လှုပ်လာပြီဒန်စမစ်နဲ့လီယွန်နဲ့ဒါလီတို့ကမကောင်းဆိုဝါကြီးကိုတိုက်ခိုက်ဖို့တောင်းယူရင်ကြံတစ်ယောက်ကတော့ကုန်း2049ကိုတေချာစောက်ကြည့်ဖို့တောင်းယူလိုက်ပါတယ်လီယွန်နဲ့ဒန်စမစ်တို့ကညာနဲ့ကပြားစရာဆွာအပိုင်ရှင်တွေဖြစ်ပြီးနှစ်ယောက်ပေါင်းပြီးမကောင်းဆိုဝါကိုတိုက်ခိုက်တာတော့မကောင်းဆိုဝါကထိမရဖြစ်နေတော့မှဒါကြောင့်ဒါလီရဲ့ဝိညာဉ်ပူသမအစွမ်းဖြစ်တဲ့မယန္နာမျက်လုံးနဲ့မကောင်းဆိုဝါကြီးရဲ့အာနယ်ချက်ကိုရှာနေပြီ ခဏကြာမှတော့သူမရှာတွေ့သွားတာကြောင့်မကောင်းဆိုးဝါးကြီးကိုအုံစားကားနောက်ညင်အောင်ထိမိထားဖို့ပြောလာပါတယ်။ဒါစမင်းနဲ့ကြံတဲ့သူတွေလည်းမကောင်းဆိုးဝါးကြီးကိုထိန်းချုပ်ဖို့ကြိုးစားကြပြီးသူတို့မှရှိသမျှအစွမ်းအနေနဲ့ဝိုင်းထိန်းတာတော့မကောင်းဆိုးဝါးကြီးကရုံးကနေတော့မှအဖွဲဝင်တယောက်တန်ရရောက်သွားတာတွေ့လိုက်ရချင်းမှာတော့ကလိုင်းနဲ့သူ့ရဲ့အိတ်ဆက်ချင်းအစွမ်းကိုမကောင်းဆိုးဝါးကြီးအပေါ်မှာတုံးလိုက်ပြီးမကောင်းဆိုးဝါးကြီးတဲ့တင်းကအိပ်ပျော့သွားပါလေ အခွေရတော်ဒါလီလည်းမကောင်းစွားကြီးကိုအမြန်တိုက်ခိုက်လိုက်ပြီးမကောင်းစွားကြီးလည်းရှော့သွားပါပြီ။ဒဏ်ရာရထားတဲ့သူတွေကိုပြန်ကုပေးနေပြီ။အဲဒီကလိုင်းကတော့အုတ်တိုးအုပ်ပဲ့တွေကြားထဲကစာအုပ်ကိုအာယုံခံမိလိုက်တာမလို့တွားကောက်ယူလိုက်ပါတဲ့။တပတ်ကစာအုပ်ကိုယူဖို့ချောင်းနေတဲ့ဂျိုကာယုံတဲ့လူကလည်းကလိုင်းစီကိုအပြေးလာနေပြီ။ဒါကိုသတိထားမိသွားတဲ့ဒန်စမစ်လည်းချက်ချင်းစိုးစိုးတိုက်ခိုက်လိုက်တာကြောင့်ဂျိုကာကောင်ရဲ့ကိုယ်ပါလည်းပျောက်သွားပါတဲ့။သူတို့ကိုအလဲတိုက်လာတဲ့လူရှင်တော်ယုံတဲ့လူကတိမြင့်သူတယောက်ဖြစ်ပြီးအဆင်ရှိမဟုတ်ရင်အဆင်ခွန်လောက်ရှိတဲ့သူပါ။တိုက်ခိုက်နိုင်တဲ့သူတွေကဂျိုကာကိုတိုက်ခိုက်နေကြပြီးကို2049ကိုလည်းကာဝယ်ထားကြရဲ့ ်လူရှင်တော်ကောင်ရဲ့လှုပ်ရှားမှုတွေကိုအမိလိုက်နေကြရပါတယ်။ကလိုင်းကတော့အဲချိုကောင်ကောင်ကလှုပ်ရှားမှုတွေကိုကြိုပြနေနိုင်တဲ့ပုံရတာမလို့အဲချိုကောင်ကောင်လှုပ်ရှားမှုအကွက်ကိုခန့်မှန်းပြီးတနက်နဲ့ပြစ်လိုက်ပါတယ်။တကယ်လဲချိုကောင်ကောင်ကိုတနက်ထိသွားပြီးချိုကောင်ကောင်လည်းကုန်း2049ကိုဦးတည်လိုက်တာကြောင့်ကုန်း2049ကိုထဲထားတဲ့တစ်တာပွက်သွားပြီးကုန်း2049ကိုထွက်လာပါပြီ။အန်ဒီကိုရက်ရဲ့မျိုးဆက်ရောအမတ်စုစာအုပ်ပါရှိနေတာမလို့ကုန်း2049ကချက်ချင်းဆိုတော့အင်အားကြီးထွားသွားပြီးရှင်းသမျှသူတိုင်းကိုထိန်းချုပ်လာပါတယ်။တယောက်မှလှုပ်မရတော့ပဲကလိုင်းလည်းသူ့ရှိမှစာအုပ်ရှိနေတာမလို့ပို့ထိန်းချုပ်ခံရရပြီးချိုကောင်ကောင်ကတော့ကုန်း2049 က်ကိုထိချုပ်မှုရဲ့အပြင်ဘက်မှာရှိနေပါတယ်။ကလိုင်းဒီတိုင်းထိချုပ်တာမခံနိုင်တော့တာကြောင့် RDB ခြေလှမ်းတွေလှမ်းလိုက်ရင်ကန်ကောင်းစီတဲ့အစီရင်တိုင်းလိတ်လုလိုက်ချိန်မှာတော့သူ့နယ်မြေထဲရောက်လာရပါပြီ။ဒီနယ်မြေထဲမှာတော့သူ့လုံးကျုံပြင်မဲ့အပြင်ဘက်ကသူ့ရောအကြံတဲ့သူတွေပါအန္တရာယ်ရှိပါတယ်။ဒါကြောင့်သူ့အပြင်ကိုထွက်ရင်ဘာမှမဖြစ်ဘူးဆိုတဲ့အစီရင်ကိုရေးဆွဲလိုက်ပြီးအပြင်ဘက်ကိုပြန်လာချိန်မှာတော့အပြင်ဘက်ကဂျိုကာကသူ့နဲ့အပေးယူလို့ဖို့ပြောလာပါတယ်။ကလိုင်းသာသူ့ကိုစာအုပ်ပေးမယ်ဆိုရင်သူကကလိုင်းရဲ့အဖွဲသားတွေကိုတယောက်တစ်ချက်လိုက်ရိုက်ပြီးပြန်နှိုးပေးမှဖြစ်ပြီးတင်းမြင့်သူတယောက်ကအစင်းရှိကိုရောက်ရင်ဘာဖြစ်သွားမှာလဲဆိုတာကိုပါပြောပြမှာပါ ကလိုင်းအစင်းရှိကိုတည်ကျင်မဲ့ဆိုတာဂျိုကာတည်ပြင်မဲ့အခုလက်ရှိမှာကလိုင်းနဲ့လီယွန်ကထိန်းချုပ်မခံထားရတာကိုတော့အသိပုံမရပါဘူးကလိုင်းသားစာအုပ်ထုတ်မပေးရင်ကလိုင်းကိုပါတက်ဖို့ပြင်လာပြီကလိုင်းကလည်းအခုရေးရတော့သူ့လက်နက်ကိုလှမ်းဆွဲပြီကုန်2049ရဲ့ထိန်းချုပ်နိုင်တဲ့နယ်မြေထဲဂျိုကာကောင်ကိုဆွဲသွင်းလိုက်ပါတဲ့ဂျိုကာကောင်လည်းကုန်2049စီကနေထိန်းချုပ်ခံရပြီကလိုင်းကတော့ဂျိုကာကောင်ကိုတနက်နဲ့ပြစ်လိုက်ပါတဲ့ဂျိုကာကောင်လည်းလျှော်သွားပြီအဲ့နောက်မှာကလိုင်းအားလုံးကိုပြန်နိုးပေးဖို့ပြင်လိုက်တော့ဂျိုကာကောင်ကရုတ်တရက်ထလာပြီဟောနာစီလိုပြောသွားပါတဲ့ဟောနာစီကပါမဲ့ကလိုင်းလည်းမသိပြင်မဲ့ခဏခဏကြားနေရတာကြောင့်နောက်မှစုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်မှာတော့အားလုံးပြန်လှုပ်ရှားနိုင်သွားကြပြီ။ကလိုင်းကိုအစားကကုညီပေးဖို့ပြင်ထားတဲ့လီယွန်လည်းကလိုင်းကသူ့လိုထူကြတဲ့သူတယောက်ပဲလို့ပြောပြီးထွက်သွားပါတယ်။အမှန်တော့သိမြင်သူတယောက်ကအစင်းရှိကိုရောက်သွားရင်ဂျိုကာဖြစ်သွားပြီဆိုတာသူသိထားပြီးပြီလို့ကလိုင်းဒါစမစ်ကိုပြပြခဲ့ပါတယ်။ကလိုင်းတက်ကတ်သူကသူ့စီရတမိုင်းပညာစီရောက်လာပြီးဟောနာစီဆိုတဲ့တမဲကိုကြားဘူးလားလို့မေးလာပါတယ်။ပမ္ဘောကလည်းသူကြားဘူးပဲဘယ်နေရာမှာကြားဘူးလဲမမှတ်မိတော့ဘူးလို့ပြောလာပြီးတတိယရင်စာလန်းပို့လိုက်မယ်လို့ကလိုင်းကိုပြောလာပါတယ် ကလိုင်းပြန်သွားပြီပမောကကတော့ပြတင်းပေါက်ကိုကြည့်ရင်ဟောနာစေဆိုတဲ့နာမည်ကိုရေရွတ်နေရင်သူ့အရေးတဲကနေအယိုးကြောင့်ကြီးထွက်လာပါတဲ့မိစ္ဆာကိုင်းကလူတယောက်ကတော့အန်ဒီကိုရက်စာအုပ်ကိုညနေနှစ်ဖျားမှာအဖွဲထဲရောက်သွားစီလို့သူတို့အသင်ဖုံးတော်ကြီးကိုပြန်တောင်းပန်နေရပြီစာအုပ်ကိုသူတို့ဘာသာဖတ်ကြည့်ရင်ဘာကြိုးတက်ရောက်မှုမှမရှိတာမလို့တာမန်လူတွေစီပေးလိုက်ပြီဘာထူးစားလာမလဲစမ်းကြည့်ခဲ့တာပါတန်ငယ်ချင်း၃ယောက်စမ်းသက်ရာကနေတယောက်သာအသက်ရှင်ခဲ့ပြီအဲ့တယောက်ကစာအုပ်ရထူးခြားချက်ကိုသိနေနိုင်တာမလို့သူအဲ့တယောက်ကိုရှာပေးပါမယ်လို့ဖုံးတော်ကြီးကိုဂတိပေးလိုက်ရပြီဒီတခါအတွက်အပြည့်အနေနဲ့လက်နှချောင်းဖြတ်ခံလိုက်ရပါတယ် ကလိုင်းတယောက်အဖိုးနီးစီမှာပညာတွေသင်ယူပြီးဖြစ်ပြီးဒီနေ့မှာအဖိုးနီးကအကောက်ခွဲအစီရင်တစ်ခုကိုလိုအပ်တဲ့ပစ္စည်းတွေနဲ့ဘယ်လိုလုပ်ရမလဲလို့ပြောပြလာပြီးမတည့်ရဲ့အရာတွေကိုတော့အဆင်မကုန်မိစေဖို့ကလိုင်းကိုတတိပေးလာပါတယ်အကောက်ခွဲအစီရင်ကလိုရတာလွယ်ကူတဲ့အပြင်အကျိုးသက်ရောက်မှုလည်းကောင်းလာကြောင်းအဖိုးနီးကနတ်ဖျားမစီဆူတောင်းနီးတုံးလာပြီးသူ့အကျွေးပေါင်း30ပြန်ဆက်နိုင်ပါစေလို့ဆူတောင်းလာကြောင်းကလိုင်းလည်းအံ့ဩသွားပါတယ် နဗျာမကဘလို့ကူညီပေးမလဲတော့မသိပေမဲ့အဖိုးနီကတော့သူ့အကျွေးပြန်စားနိုင်တော့မယ်ဆိုတာယုံကြည်နေပြီးအပြင်ကိုကလိုင်းနဲ့အတူထွက်လာခြင်းမှာပတ်စံအေးတေးကောက်ရလိုက်ပြီးပတ်စံအေးကြည်ရတာနဲ့လူချမ်းသာရဲ့ပတ်စံအေးဖြစ်ပုံရပြီးအထဲမှလည်းပတ်စံထပ်လိုက်ပါပဲအဲ့ဒီမြင်တဲ့တစီရောက်လာပြီးပတ်စံအေးကသူ့ဟာဘာလို့အထဲကလူကပြောလာတော့အဖိုးနီနဲ့ပတ်စံအေးကဒစိမ့်နဲ့မြင်ရဲ့ပုံကဒစိမ့်တူနေတာကြောင့်ပတ်စံအေးကိုပြန်ပေးလိုက်ပါတယ်ပတ်စံအေးပိုင်ရှင်နဲ့အဖိုးနီကိုကျေးဇူးတင်တဲ့အနေနဲ့ပေါ30ပေးသွားပြီးထွက်သွားပါပြီ ဒလိုနဲ့အဖိုးနီးရဲ့ပေါင်30အကျွေးဆက်ဖို့ပတ်စံကရသွားပြီဖြစ်ပြီးနတ်ဖျားမကသူတို့စုတောင်းတွေကိုအဲ့လိုနီးနဲ့ဖြည့်ပေးတာဖြစ်ကြောင်းပြောပြလာပါတယ်။ကလိုင်းတယောက်အိမ်ပြန်လာတဲ့လမ်းမှာဂမ်ဘီယာကြီးရဲ့အဖွဲကအဖွဲဝင်အစ်တွေခေါ်နေတာတွေ့လိုက်ရပြီးကလိုင်းလည်းစိတ်ဝင်စားလာကြောင်းအထက်ဝင်ပြီးဘေးရင်ကြည့်လိုက်ပါသေးတယ်။သူပြန်သွားလို့တဲ့နေရာကိုအခုတော့ပြန်နိုင်ဦးမှာမဟုတ်ပဲအချိန်တစ်ခုကြာရင်တော့ဖြစ်နိုင်ပါတယ်လို့အဲ့လူကဟောချက်ထုတ်လာပြီးကလိုင်းလည်းသူပြန်နိုင်သေးတာဆိုတာနဲ့တည်းဝမ်းသာနေပါပြီ။ဘေးရင်ဟောတဲ့ဇာကိုကျမရဲ့ကယူဆိုင်ပေါ်မှာခဲ့ပြီးကြားသိဝင်ရှင်းနေတော့ကောင်တာကမိန်ကလေးကသူမဇာပြောထားတဲ့အသိမြင်သူကရှင်ပဲဖြစ်မဲ့ထင်တယ်လို့ပြောလာပါတယ်။ သူမဇရာကဖင်ဇန်လို့အမိရတဲ့သူဖြစ်ပြီးအခုလေးတည်းမှာအတန်းတတန်းကိုတင်မင်းနေတာမလို့သူသွားကြည့်လိုက်တော့အဲ့လူရဲ့ကျမ်းမာရေးကဒဏ္ဍာရီနေပေမဲ့ထူးဆန်းတဲ့အငွေသက်တွေရှိနေတာတွေ့လိုက်ရပြီသူတပည့်မလေးကိုပေးလိုက်တဲ့လက်ဆောင်ဘူးတွေကဟာကလည်းထူးဆန်းတဲ့အငွေသက်တွေရှိနေပါတဲ့ဖင်ဇန်ကကလိုင်းကိုထွေတော့ဘေးရင်ဖရီဟောပေးမယ်ဆိုပြီးပြောလာပြီးကလိုင်းကကျန်တာအကုန်ကောင်းပေမဲ့မိသားစုနဲ့စုဝေးမှုတစ်ခုကိုလိုနေကြောင်းပြောပြလာပါတဲ့ ဗင်ဇန်ရန်ဟော်ဂျီကသူတို့မိသားစုတနေ့စားစရိတ်လောက်ရှိတာကလိုင်းတွေ့လဲရပြီ free hobby လို့သာတော်သေးတယ်လို့စိတ်ထဲတွေ့လိုက်မိပါတယ်ကလိုင်းအင်ကိုပြန်ရောက်လာချိန်မှာသူ့နဲ့မိရဲ့အစွမ်းကိုတေချာသုံးနိုင်မှုအတွက်ကန်တဆီတဲ့အစီရင်ပြေလုံနီးကိုပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့အစီရင်ကိုပြင်ပြီးတဲ့ခဏမှာပဲတကားဝါကအတန်ကြားလိုက်ရတာမလို့ချက်ချင်းစာရွက်ကိုမိရှို့ပစ်လိုက်ပြီးတကားဖွင့်ကြည့်လိုက်တော့သူ့ညမကအယုတ်လေးတစ်ယုတ်နဲ့ဆော့နေတာတွေ့လိုက်ရပြီ။အဲအယုတ်လေးကလည်းသူ့ကိုယ်တိုင်တီထွင်ထားတာပါ။ဒါကချစ်စရာကောင်းတဲ့လက်အယုတ်လေးပဲလို့ကလိုင်းပြောလာပေမဲ့မယ်ဒီဇာကတော့ဒါကလူယုတ်လို့ပြောလာပြီးလာမဲ့ပည့်ရမှာသူမနဲ့အတူတူတကယ်ချင်းမွေးတဲ့ကို ူလူသွားကြရအောင်လို့ခေါ်လာပါတယ်။ကလိုင်းနဲ့ဗေစင်ပြောခဲ့တယ်မိသားစုနဲ့စုဝေးမှုတစ်ခုလိုနေတာမလို့သူညမကိုလိုက်ခဲ့ဖို့သဘောတူလိုက်ပြီးအဲနောက်မှာတော့ကလိုင်းနဲ့သူ့နဲ့မြေထဲဝင်လာရင်ကြံနှစ်ယောက်ကိုဆင့်ခေါ်လိုက်ပါတယ်။အခုဆိုရင်အိုင်လန်မိသားစုရဲ့တရားမျှတဖို့မိန်းကလေးကဇောက်ထိုးရဲ့ကျေးဇူးကြောင့်စောက်ကြည့်သူတယောက်ဖြစ်လာခဲ့ပါပြီ။ကလိုင်းသိမြင့်သူရဲ့မျက်စိနဲ့သူတို့နှစ်ယောက်ကိုကြည့်လိုက်တော့တယောက်ကပင်လယ်ပြင်ကသင်္ဘောသားတယောက်မှသိရရပြီ။နောက်တယောက်ရဲ့အနောက်ကတစိကသူမမြင်ဘူးတော့မလို့စောက်ကြည့်သူတယောက်ရဲ့တစိလို့သာတတ်မှတ်လိုက်ပါရတယ်။ ။ဇောက်တို့ကစောက်ကြည့်သူဆိုတာအရာအလုံးကိုတိတ်ဆိတ်စောက်ကြည့်နေလေပိုသိမြင်နိုင်လေဖြစ်ပြီးဘသူ့ဘက်ကမှဗတ်လိုက်လို့မရပါဘူး။ဒီထပ်ပေါ်ပြီးအားကောင်းလာခြင်းတော့စေးရီရဲ့အတင်ကေတာကိုကောင်းကောင်းနားထည့်ပြီးစေးရီကိုတေချာဆုပ်ယူဖို့လိုတယ်လို့ရှင်းပြလာပါတယ်။ဒါကိုကြတော့ကလိုင်းကဇဝဲကိုခောက်လာပြီးစေးရီရဲ့အတင်ကေတာကိုနားလဲရမှာမဟုတ်ပဲရလက်ကိုတိရမှာလို့ပြောလာပြီးတေချာဆုပ်ယူရမှာမဟုတ်ပဲတေချာချေပြရမှာလို့ပြောလိုက်ပါတယ်။ဒါရီကိုသူအကြောင်းမဲ့တက်တက်တိလာတာမဟုတ်ပဲရော်ဆဲအေဂရီကြီးရဲ့မှတ်စုစာအုပ်ကနေတိလာတာပါ။ကလိုင်းလည်းသူတို့နှစ်ယောက်ကိုပြန်မလို့ကဲကံကောင်းစေတဲ့အစီရင်အတည့်ရဲ့ကာလာကိုသူတို့နှစ်ယောက်ကိုတင်ပေးလိုက်ပ ွားတဲ့သူတို့နှစ်ယောက်ကိုလာမဲပရက်အားတဲ့အချိန်မှာအက်ကာရာကိုယူပြီးသူ့ကိုပူဇော်ဖို့ပြောလိုက်ပြီးကလိုင်းရက်ပရက်မလို့သူတို့ရုပ်စုချင်းအမားရင်းဖြစ်သွားရင်လည်းသူ့အချိန်မရွေးပြန်ပြေးပေးလို့ရပါတဲ့ဒီလိုနဲ့မယ်လီစာရဲ့တငယ်ချင်းဆယ်လီနာရဲ့မွေးနေ့ကိုသူတို့မောင်နှမသုံးယောက်ရောက်လာကြပြီမွေးနေ့ချင်းမင်းကလေးကဗင်ဇန်ရဲ့တပည့်မလေးမဲ့ကလိုင်းသိလိုက်ပါတဲ့မွေးနေ့ပွဲမှာကလိုင်းကတော့အစားအသောက်ပဲအာရုံရောက်နေပါတဲ့ မယ်လီစာတို့တို့ရောက်တာဆယ်လီနာအခန်းထဲရောက်နေကြပြီဆယ်လီနာကသူမနှဆောင်ရလာတဲ့ဂမ်မီယာမန်တစ်ချက်ကိုထုတ်ပြလာရင်သူမတို့ကြရမင်းကုန်းကိုမေးကြည့်ဖို့ပြင်လိုက်ကြပါတယ်ဆယ်လီနာမန်ကိုစပြီးအသက်သွင်းလိုက်ချိန်မှာပဲအတဖက်ကဗင်စန်ကလည်းကလိုင်းကိုလုံးချံပေါ်အစင်းစင်စပြီးဖြစ်ပြီးကလိုင်းကလည်းမကောင်းတဲ့အငွေသက်တွေကိုအာယုံခံမိလိုက်တာကြောင့်ချက်ချင်းဆိုသလိုပဲမယ်လီစာတို့ရှိတဲ့အခန်းကိုအပြေးရောက်လာပါတယ်မယ်လီစာတို့ကမန်ကိုကြည့်ရင်အခြေရေးအကြောင်းမေးနေကြပြီးနောက်မေးလာတဲ့မင်းကုန်းတစ်ခုမှာဆယ်လီနာငြိမ်သွားပြီးမလှုပ်ရှားတော့ပါဘူးကလိုင်းလည်းသူမလက်ထဲကမန်ကိုကြည့်လိုက်တော့အခြေအနေမကောင်းမှန်းသိလိုက်ပြီးမှန်တယ်ကထွက်လာတဲ့စွန့်ရင်တွေကြောင့်မယ်လီစာနဲ့တခြား ားကောင်မာလေးကတတိမေသွားပြီးကလိုင်းလဲညနေဖယားမစီအစီရင်လုပ်လို့ရတဲ့ပစ္စည်းတွေယူလို့ရအောင်မကောင်းစွာအဖိုးခံလာရတဲ့ဆယ်လီနာကိုခဏတာအိမ်ဝေးချလိုက်ပါတဲ့သူအစီရင်လုပ်နေတော့ဆယ်လီနာကပြန်လို့လာပြီဖြစ်ပြီးကလိုင်းကိုတိုက်ခိုက်လာပါတဲ့ကလိုင်းရဲ့ကိုယ်ထဲမကောင်းစွာကကျူးကျော်လာနေပြီးကလိုင်းအန်ဒီကိုရက်စာကိုဖတ်တော့ကဘာတွေတွေ့ခဲ့လဲလို့မေးလာပါတဲ့ ကလိုင်းကပြန်မပြေတာမလို့မကောင်းစိုးအားစွမ်းနဲ့သူ့ထဲပုံဝင်လာကြပြီကလိုင်းလည်းတဖြည်းဖြည်းချင်းသတိမေးတော့မလို့ဖြစ်လာချိန်မှာကံကောင်းစွာနဲ့တစ်ဖက်ကတရားမျှတဝန်မင်းကလေးကသူ့ပေးထားတဲ့ကန်တက်စီတဲ့အစီရင်ကိုယူပြီးသူ့ကိုပူဇော်လာတာမလို့ကလိုင်းလည်းစွမ်းအားတချို့ရလိုက်ပြီးသူ့ကိုယ်ထဲဝင်နေတဲ့မကောင်းစိုးအားကိုပြန်တိုက်ထုတ်နိုင်နိုင်ပါတဲ့ဗင်ဇန်လည်းအံ့ဩသွားရပြီမဲ့သူကကလိုင်းကိုတတ်မှသူ့အသက်မခံရမှာမလို့ရှင်းသမျှစွမ်းအားနဲ့တုံပြီးတိုက်ခိုက်ပါတော့တဲ့ဆယ်လီနာလက်ထဲကမှန်လည်းထွက်ကြလာပြီကလိုင်းလည်းမှန်ကိုတနက်နဲ့ပြစ်လိုက်တာကြောင့်ဗင်ဇန်လည်းကလိုင်းကိုထပ်တိုက်လို့မရတော့ပါဘူး ကိစ္စတွေပြီးတဲ့နောက်မှာတော့ကလိုင်းကအချောင်းဆုံးကိုဒန်စမစ်စီပြောပြလိုက်ပြီးနှစ်ယောက်သားဗင်စင်အိမ်ကိုရောက်လာပါတယ်။ဗင်စင်ကတော့တင်းနေပြီဖြစ်ပြီးဒန်စမစ်လည်းဗင်စင်ကိုတေချာအာယုံခံလိုက်တော့နေမြေတစ်ခုထဲရောက်သွားပြီးအချုပ်ခံထားရတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။